င်္ဂလာပါជីတွဲဘောကပြရမှာပါတယ်အခန်းတရဝေလဝိုင်းအပြန်လန်အယောတင်လေးတွက်ချက်ပြပါမယ်အဲဝေလဝိုင်းဝင်ငွေအယောတင်တွက်ပြပါပြီဝေလဝိုင်းဈေးနှုန်းအယောတင်တွက်ပြပါပြီဒါဝေလဝိုင်းအပြန်လန်အယောတင်မှာနောက်ထပ်တစ်ခုကရောင်းလို့အိုက်ဈေးနှုန်းအယောတင်တပုတ်ပဲကျမ်းမာတည်ရရောင်းလို့အိုက်ဈေးနှုန်းအယောတင်ရတော့ဝေလဝိုင်းဈေးနှုန်းအယောတင်နဲ့တွက်စာအတူတူပါပဲเนาะရောင်းနေရာမှာဝေပြင်လိုက်ဝေနေရာမှာရောင်းပြင်လိုက်လို့ရှိရင်နောက်ထပ်တစ်ပုတ်ကအတူတူပါပဲတွက်တော့တက်ပြပြပါမယ်เนาะအဲဝေလဝိုင်းနဲ့ရောင်းလို့ကအတူတူပါပဲ ဝယ်လွားနဲ့ရောင်းလွားအတူတူပါပဲเนาะဟိုရောင်းလွားပြောင်းလဲမှုဈေးနှုန်းဒီဈေးနှုန်းပြောင်းလဲမှုရှေ့မှာတော့ဝယ်မြေအတွက်ပြောင်းလဲမှုရခိုင်နှုန်းဒီဈေးနှုန်းပြောင်းလဲမှုရခိုင်နှုန်းနဲ့စားအဲ့ညမှာဟိုဝယ်နေရာမှာရောင်းပြင်လိုက်အောင်မယ်เนาะအဲ့စားတော့ရောင်းလွားရဈေးနှုန်းရောတင်ဒါဆိုရင်အခုကဝယ်လွားရအပြန်လန်ရောတင်မှာအပြန်လန်ရောတင်တွတ်တော့မယ်ဆယ်ပထမဆုံးဝယ်လွားရအပြန်လန်ရောတင် depreciation ရပါပြီးရင်ပုံသေးနည်းတွေရပါပုံသေးနည်းတွေကဝယ်လွားရဈေးနှုန်းရောတင်နဲ့နည်းနည်းတူတယ်ပေါ့เนาะပြောရရင်တော့ပုံသေးနည်းကဝယ်လွားရဈေးနှုန်းရောတင်နဲ့အတူတူပဲအာ ဘာလို့ဆိုဣခံလိုက်ပေါ့နော်ဝယ်ယူမြင့်အရေးတွက်မှာရှိတဲ့အရေးတွက်ရဲ့ရှိမှာရှိတဲ့ကုန်စီကိုအရေးတွက်ရဲ့ရှိမှာရေးဈေးနှုန်းရဲ့ရှိမှာရှိတဲ့ကုန်စီကိုဈေးနှုန်းရဲ့ရှိမှာရေးလိုက်အောင်မယ်နော်ဒါသူကဈေးနှုန်းနဲ့လည်းမေးတတ်တယ်ဝယ်လွားနဲ့လည်းမေးတတ်တယ်နော်ဝယ်လွားရဲ့အပြန်လန်အယောတင်း နော်ဈေးနှုန်းနဲ့ပြီးရင်လည်းဈေးနှုန်းနဲ့ရေးရမယ်ဝယ်လွားနဲ့ပြီးရင်လည်းဝယ်လွားနဲ့ရေးရမယ်နော်ဝယ်ယူမြေအတွက်ပြောင်းလဲမှုရာခိုင်နှုန်းကိုဒီဈေးနှုန်းပြောင်းလဲမှုရာခိုင်နှုန်းနဲ့စအဲ့ခါမှာကျတော့ EHPY equal to data Q8 by Q8 into တရားပိုင်း data PY လို့အတွဲလိုက်မှတ်ထားလိုက်ပါဒီမှာ PY လို့အတွဲလိုက်မှရင်ဒီကောင်ကဘယ်သူနဲ့တွဲမှာဆိုဂျူးနဲ့တွဲရမှာပေါ့ဒါဆို Q8 ဒါတော့အလွယ်မှတ်နေပေါ့နော် data Q8 by Q8 into တရား data PY by PY into တရားအဲ့ဒါကိုနောက်တစ်ခုပြောင်းလိုက်တော့ data Q8 by data PY into PY by Q8 ဒါအလွယ်မှတ်နေနော်ပြီးနေ Y နဲ့တွဲလိုက်လို့ရှိရင် H က Q နဲ့ပဲ တွေ့ရတော့မှာဒါဆိုလို့ရှင် ဒါဆိုရင်ဒါပုံသင်းနည်းရေးရပါမယ် definition ရေးမယ်ပုံသင်းနည်းရေးမယ်ပုံသင်းနည်းပြီးရင်မေကွန်းထဲမှာပေးထားချက်တွေကိုကောက်ပါမယ်ကျွန်တော်ဒီဘုတ်ကိုတက်ပြပေးထားတာပါပဲစီစီနှောင်း14000ကျပ်မှာ15000ကျပ်တို့တက်သွားဒီတက်ကမေကွန်းမှာအရေးကြီးပါတယ်ဒီမှာတက်ရင်ဒီ3သက်ချက်မှာတက်လို့ရေးရမှာကြောင်းပါ3သက်ချက်မှာဒီမှာတက်လို့ရေးရမှာကြောင်းပါဒါဆိုရင်အဲ့မေကွန်းရဲ့တတိထားရပါမယ်ငါကတက်သွားတဲ့အခါနေကြစီဝဲလိုအပ်ဒီ9ပိတ်သားမှာ10ပိတ်သားတို့တို့ဒီမှာတို့ပါပါတယ်အဲ့နှစ်ခုသိရပါမယ်ပဲစီနဲ့နေကြစီတို့တွေဝဲလိုအပ်ဒီမှာအပြန်အလှန်ရော့တင်လို့ပါပါတယ်ဒါဆိုရင်အပြန်အလှန် ရော့တင်းကိုတွက်ချက်ခိုင်းတာပါတွက်ချက်ပါသုံးသက်ပါလို့ဖြစ်တဲ့အတွက်ဆရာတို့ကသုံးသက်ပေးရပါမယ်တွက်လဲတွက်ရမယ်သုံးလဲသုံးသက်ရမယ်မတွက်ခင်ပြီးချက်ကောက်ပါမယ်အဲ့မယ်ပဲစီဈေးနှုန်းလို့ပါတယ်ဒါဆိုဈေးနှုန်းရဲ့ရှေ့မှာဈေးနှုန်းရဲ့ကုန်စီထည့်လိုက်အရေးတွက်ရဲ့ရှေ့မှာဒီမှာဝယ်လူအားလို့ပါတယ်နော်ဝယ်လူအားဝယ်ယူမြေအရေးတွက်လို့လည်းပါတယ်နော်နေကြာစီဝယ်ယူမြေအရေးတွက်ဝယ်လူအားအတူတူပါပဲဒါဆိုဝယ်လူအားရဲ့ရှေ့မှာနေကြာစီပါဖြစ်တဲ့အတွက်ဝယ်ယူမြေအရေးတွက်ဝယ်ယူမြေအရေးတွက်ရှေ့မှာနေကြာစီရေးပါဈေးနှုန်းရဲ့ရှေ့မှာဈေးနှုန်းရဲ့ရှေ့မှာပဲစီလို့ရေးလိုက်ပါဒါဆိုတပည့်ပုံသေးနည်းဖြစ်သွားပါပြီပဲစီဈေးနှုန်းပြောင်းလဲမှု ရာဂိုင်းတို့ဒီကောင်းကြတော့နေကြစီ နေကြစီဤဝေမြေအတွက်ပြောင်းလဲမရခိုင်းတော့ဒီဈေးနှုန်းပြောင်းလဲပဲစီဈေးနှုန်းပြောင်းလဲမရခိုင်းတော့နေစာပုံသေးနည်းဖြစ်သွားပါပြီဒါဆိုပေးချက်ကောက်ပါမယ်ပဲစီဤမူလဈေးနှုန်းပဲစီဤမူလဈေးနှုန်းဈေးနှုန်းမလို့ပဲစီမူလဈေးနှုန်း14000ကျပ်အပြည့်ပဲစီဤဈေးနှုန်းပြောင်းလဲမှုဈေးနှုန်းဆိုရင်ပြီးပိုင်းလို့ရဖြစ်တဲ့ပြီးပိုင်းဈေးနှုန်းပြောင်းလဲမှုလို့ data ပြီးပိုင်းဒီမှာနော်ဒါက data ပြီးပိုင်းမှာဒါကပြီးပိုင်းမှာဒါဆိုဘောကမိသားမှာဘယ်တော့မှရှိရနေနောက်ကိုမနှုတ်ပါဘူးနောက်ကနေပဲရှိဖို့နှုတ်မှာဖြစ်တဲ့14000နည်းနေဟောဆို15000နဲ့14000နှုတ်လိုက်တော့1000ကျန်ပါတယ်ဒါဆိုလို့ ှင်ဒီမှာကြက်ပေါ့နော်ဒီမှာကြက်လို့ထည့်ပါမယ် unit လေးထည့်ပါငါကနေကြာစီမူလအရေးအတွက်လို့လည်းရေးလို့ရတယ်ဒီမှာမူလပုံသင်နည်းမှာမူလအရေးအတွက်ဆိုမှဒီမှာဝယ်လို့အားလို့သုံးထားဖြစ်တဲ့အတွက်နေကြာစီမူလဝယ်လို့အားအဲ့လိုလေးရေးလိုက်ပါနေကြာစီမူလဝယ်လို့အားဝယ်လို့အားလို့လည်းလို့ရှင် data ကျွေးလို့ပဲရေးရမှာပါအဲ့တော့နေကြာစီဝယ်လို့အားပြောင်းလဲမှုပေါ့နေကြာစီဝယ်လို့အား ဝယ်လိုအားပြောင်းလဲမှုတတကျွေးဒါဆိုရင်မူလဝယ်လိုအားဝယ်လိုအားဆိုအရေးအတွက်ကိုပြောချင်တာပါဝယ်လိုအားဝယ်လိုမူလဝယ်လိုအားငါးပိတ်သားရှိပါတယ်ဝယ်လိုအားပြောင်းလဲမှုကဒီမှာနောက်ကနေရှေ့ဦးနှိမ့်လာတော့သုံးပိတ်သားကျန်ပါမယ်အဲ့ဒါပြီးလို့ရှင်ဆရာတို့က D ရဲ့တစ်ချက်ချင်းလေးတွက်ပါမယ်ဆယ်မှတ်တန်အောင်အမှတ်လျှော့စရာမရှိအောင်လို့ပါနေကြစီဝယ်ယူမြင့်အရေးအတွက်ပြောင်းလဲမှုရာခိုင်နှုန်းတွက်ပါမယ်နေကြစီဝယ်မြင့်အရေးအတွက်ပြောင်းလဲမှုရာခိုင်နှုန်းအရေးအတွက်ဆိုတော့ကျွေးတဒါကျွေး by ကျွေး into 100ဒါဆိုရင်အရေးအတွက်လက်လေးထောက်ပြီးအစားအသွင်းမှာသူကမှားတတ်ပါတယ်ဒေတာကျွေးဖြစ်တဲ့ဒေတာကျွေးကိုလိုက်ရှာပြီးတော့အစားအသွင်းမှာအဲ့မှာမျက်စိ လဲပြီးတော့မှတ်တတ်ပါရဲ့เนาะဒတာကျွေးဆိုရင်လက်လေးလိုက်ထောင်ပါဒတာကျွေးဆိုရင်ဒီမှာကျွေးရဲ့တန်ဖိုးအစားသွင်းမှာနာကကျွေးဆိုရင်ကျွေးရဲ့တန်ဖိုးအစားသွင်းမှာတရားနဲ့မြောက်ဒီတရားတချို့ကအင်္ဂလိပ်လိုလည်းလေးရဲ့တချို့ကဗမာလိုလည်းရဲ့ဒါပေမဲ့ကျွန်တော်တို့ကတော့ဗမာလိုပဲရဲ့เนาะဘောကပြေရွတ်တဲ့ခါမှာသတိထားရပါမယ်တွက်စာတွက်တဲ့ခါမှာဗမာလိုရေးရမယ်ဆိုတော့သတိထားရပါမယ်အားလုံးကအင်္ဂလိပ်လိုရေးလာတဲ့ခါမှာဘောကတဘာသာပဲတွက်စာမှာဗမာလိုသုံးတာဖြစ်တဲ့အတွက်အဲ့ဒါသတိထားရပါမယ်ဒါကတော့တရားနဲ့ရေးမယ်60ပေါ့เนาะနောက်တစ်ခုကကြတော့ အပေါ်ဟာပြီးရင်အောက်ခါရှာမှာဘဲစီဇင်းလုံးပြောင်းလဲမှုရာခိုင်တော့ဒါဆိုရင်ဘဲစီဇင်းလုံးပြောင်းလဲမှုရာခိုင်ဆိုဒါတာ py by py into တရာဒါဆိုရင်သူ့ရမှာပါတဲ့တထောင်ကိုတထောင်ကိုတထောင်လေးတောင်နဲ့စာတရာနဲ့မြောက်ဒီမှာသုံးညနှလုံးနှလုံးတလုံးတလုံးတရာကိုစလိုက်လို့ရှိရင်အဖြေတက်လောက်ရလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပဲဒါဆိုရင်ဒါဆရာတို့ကလိုအပ်တဲ့ဒီအချက်နှစ်ချက်ကိုရှာပြီးသားရေဆိုပုံစံဒီမှာတစ်ခေါက်ပြန်ရေးလိုက်ပါဘဲစီနေနေကြစီတို့အတွက် where do i အပြန်လဲအရော့တင်းဆိုပြီးတော့ပုံသင်းလေးတစ်ခေါက်ရေးပြီးအစားသွေးမီတွက်လိုက်လို့ရှင်အဖြေထွက်လာပါပဲလိမ့်မယ်ကယ်ကူလေတာနှိပ်လို့ရပါတယ်เนาะဒါဆိုရင်ဒါဆိုရင်ဒါတွက်ချက်ကပြီးသွားပြီ30ချက်ကပုံမှန်အားဖြင့် မဖြစ်မနေရေးရမှာဒီသုံးချက်ကမဖြစ်မနေရေးရမှာပဲဝေလိုအိုက်ဇင်းတော့အယောတင်မှာလည်းရေးရမယ်ဝင်ငွေရောတင်မှာလည်းရေးရမယ်အပြန်လဲရောတင်မှာလည်းရေးရမယ်ရောင်းလိုအိုက်ဇင်းတော့အယောတင်မှာလည်းဒီသုံးချက်ကရေးရမယ်အဲ့ဒီမှာနောက်တဲ့တစ်ချက်ပို့လာတာကဝင်ငွေရောတင်မှာတစ်ချက်ပို့လာမယ်အပြန်လဲရောတင်မှာတစ်ချက်ပို့လာမယ်ဝင်ငွေအယောတင်ရဲ့ဒီလိုမျိုးကြပြားလေးကတမတ်တန်ထဲမှာလည်းအသုံးဝင်တယ်လို့ဒီတွက်စားထဲမှာလည်းသုံးတစ်ချက်တစ်ချက်ရေးရမှာပါဒါဆိုရင်ပေါင်းထိုးပေါင်းထိုးနှုတ်တွဲ အပောင်းထွက်လို့ရှင်အထိုးဆိုတာအစားထိုးကုန်စီကိုပြောတာပါပောင်းထိုးနှုတ်တွဲဆက်နွယ်တာတုံညပြန်လန်ရော့တင်းမှာပောင်းထိုးနှုတ်တွဲဆက်နွယ်တာတုံညပြန်လန်ရော့တင်းမှာပောင်းထိုးအပောင်းထွက်ရင်အစားထိုးကုန်စီကိုပြောတာပါနှုတ်တွဲအနှုတ်ထွက်ရင်တွဲဖက်ကုန်စီကိုပြောတာပါ တုံညဖြစ်နေလို့ရှိရင်ဆက်နွယ်ပတ်သက်ခြင်းမရှိတော့အခြေခံကုန်စီတို့ပြောတာပါအဲ့ဒါကအပြန်အလှန်အယောတင်းကိုပြောတာပါဝယ်အပြန်အလှန်မလို့ပါဆိုတဲ့ဝယ်လိုအပ်အပြန်အလှန်ယောတင်းဒီအခြေအနေပေါ်မှာမူတီဗီ30ချက်ကတစ်ချက်ရေးရမှာပါဒါဆိုရင်ဆရာတို့ရဲ့အဖြေကအပေါင်းထွက်နေအပေါင်းထွက်နေလို့မလို့ပဲစီနေနေကြစီတို့အပြန်အလှန်ယောတင်းသည်အပေါင်းလက္ခဏာဖြစ်တော့ကြောင်းဒါမှမဝင်အပေါင်းလက္ခဏာဆောင်တော့ကြောင်းရေးလို့ရရနော်အစားတို့ကုန်စီများဖြစ်ပါသည်အစားတို့ကုန်စီဖြစ်ပါသည်ဒါ30ချက်တစ်ချက်ဒါအဖြေထိုးတာပါပဲစီနေနေကြစီတို့တဲ့ဝယ်လိုအပ်အပြန်အလှန်ယောတင်းညီများချင်းအဖြေထိုးလိုက်တယ်ဒီမှာကြတော့ဝယ်လိုအပ်အပြန် လန်အယော့တင်းဒီဒီမှာတစ်ချဲကြည့်ရင်အယော့တင်းကြီးမယ်တစ်ချဲနေရင်အယော့တင်းနေမယ်တစ်နေရင်ယူနစ်အယော့တင်းဆိုတာနဲ့သွားတာပါရှစ်ကတစ်ချဲကြည့်နေလို့ကြောင့်အယော့တင်းဒီ တစ်ထက်ကြီးသောကြောင့်အယောအတင်းများသည်အဲ့တော့ဒီလိုလက်ရေးလို့ရရနော်ဝေလောအိုက်အပြန်လန်းအယောအတင်းသည်8.4ဖြစ်သောကြောင့်အယောအတင်းများသည်ဘာကြောင့်8.4ဖြစ်လို့များတယ်လို့ပြောရမှာမဟုတ်ဘူးတကယ်တော့တို့ကပုံသေးနီးမှာရှေ့မှာတင်ခဲ့တာတစ်ထက်ကြီးရင်အယောအတင်းများမယ်တစ်ထက်နည်းရင်အယောအတင်းနည်းမယ်အဲ့သုံးသက်ချက်နဲ့ဒါရေးလိုက်တာပါဒါပေမဲ့တစ်ထက်ကြီးသောကြောင့်လို့မရေးဘဲနဲ့8.4ဖြစ်သောကြောင့်အယောအတင်းများသည်လို့လည်းရေးလို့ရပါတယ်ဒီမှာပဲစီစီနှုံတစ်ရာခိုင်နှုံတက်တာကြတာပုံစံကိုကြည့်ဒီနားမှာလာတဲ့ကုံစီကလည်းသူ့မှာလာတဲ့ကုံစီတိုင်းရေးရမှာဈေးနှုံကတော့ဈေးနှုံပဲတစ်ရာခိုင်နှုံတက်လာကြလား ာပုပ်စာကိုကြည့်ရမှာပါပုပ်စာကတက်ဆိုရင်တက်လို့ရေးရပါမယ်ပုပ်စာကျဆိုရင်ကျလို့ရေးရပါမယ်နေကြာစည်းဝယ်လို့အသည်၈၃၄၀၀ခိုင်တော့ပုပ်စာတိုးဆိုရင်တိုးလို့ရေးရပါမယ်ပုပ်စာရော့ဆိုရင်ရော့လို့ရေးရပါမယ်ဒါက ုံးတက်တာပါအပေါ်ကတော့တွက်ချက်တာပါဒါဝဲလွားရဲ့အပြန်လာရော့တင်တွက်ပုစာတစ်ပုဒ်ပြီးသွားပါပြီနောက်ကဝဲလွားရောင်းလွားရဲ့ဈေးနှုန်းအယော့တင်မဲ့ကြံပါတော့တယ်ဆရာတို့ကဝဲလွားရဲ့ဈေးနှုန်းအယော့တင်တွက်ထားဖြစ်တဲ့အတွက်ဝဲနဲ့ရောင်းနေရအတူတူပါပဲဝဲနေရာမှာရောင်းပြန်လိုက်လို့ရှိရင်အားလုံးအတူတူပါပဲအမှားပိုင်းလည်းခွင့်လို့ပြေးပါဒါကျွန်တော်တိအားလေးကိုအနေငယ်မျှဝေပေးတာပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်